လုံးဝင်ဩလေးဟုတော့အဲဒီရအဲဒီဟိုအဲဒီဟိုရင်စစ်တာပေါ့စစ်လိုက်တော့ဟိုပိုးတစ်ခုတွေ့တယ်ပေါ့နော်အဲ့ဒီပိုးကလည်းပဲဟိုဒီဒီမြန်မာနိုင်ငံနေနဲ့ရတော့ဒီဒီအပြင်အပြင်အစားစာပါညာတွေကမြားတဲ့သူတိုင်းဖြစ်တတ်တဲ့ကမျိုးပဲပေါ့နော်သို့ပေသည့်သူကဟိုကင်းစားပါညာတော့မဟုတ်ပင်မဲ့ Yeah, so you ain't got to အောင်အောင်တက်တယ်ပေါ့နော်အောင်လိုက်အဲ့လိုမျိုးပြလိုက်အဲ့လိုတပတ်လောက်ဟိုလိုအပျော်လေးတွေစားလိုက်ပြန်ကောင်းသွားလိုက်ဆိုတော့အဲ့လိုမျိုးငိုလေးကတော့သူ့အစာရင်ကဟို healthy stomach တော့မဟုတ်ဘူးပေါ့အဲ့တော့ diet ဆိုတော့လေအဲ့အဲ့လိုမျိုး diet လည်းဖြစ်ကောင်းဖြစ်မယ်ပြီးတော့သူအလုပ်တွေများလို့လည်းပါကောင်းပါမှာပေါ့ဒါကလေးအဲ့လိုစက်ရုံတွေမှာအဲ့လိုအထည်တွေသွားတောက်တယ်ပါများဆိုရင်ကြတော့လည်းပဲဟိုတနေ့ကုန်လို့ဖြစ်တာပေါ့အဲ့လိုအဲ့တော့အဲ့ပတ်ဝန်းကျင်မှာသူဘလို့စားဘလို့စားခဲ့လဲလို့မသိဘူးပေါ့အဲ့လို ောပြနေသူတို့ကဟိုအပြင်မှာလဲတကယ် best friend နေပေါ့နော်အဲ့တော့ဟိုဒီဒီဒီအပြင်မှာလဲ best friend နေဖြစ်တဲ့ဒီမင်းသားမယောက်ဒါအဲ့လိုမျိုးလေးအတွဲလေးတွေကျွန်တော်ကတော့ပရိသတ်တယောက်အနေနဲ့ဆက်ပြီးတော့မြင်သွားခြင်းလေအဲ့လိုပေါ့ဟုတ်တမစီကပုံမိမှာပေါ့ဗျာဟုတ်ကဲ့ဟုတ်ပြီးတော့ဟိုဘေးမှာလဲဘေးဘေးကလူတွေကလည်းတကယ် share တွေပဲဆိုတော့လုံးဝတကယ် quality ကားလေးတစ်ခုဖြစ်သွားတာပေါ့ဟုတ်ဟုတ်တယ်ဗျဟုတ်တယ်ဟုတ်တယ် ဟိုဟာပေါ့နော်ဟိုဟာဒီပိုက်ထည့်ပြီးတော့ကြည့်ပြီးတော့ဒီအထဲထဲကအထဲထဲကိုအထဲထဲကိုရင်စစ်တာပေါ့စစ်လိုက်တော့ဟိုဟာပိုးတစ်ခုတွေ့တယ်ပေါ့နော်အဲ့ဒီပိုးကလည်းပဲဟိုဒီဒီမြန်မာနိုင်ငံအနေနဲ့ကတော့ဒီဒီအပြင်အပြင်အစားစားပါညာတွေကမြားတဲ့သူတိုင်းဖြစ်တတ်တဲ့ခါမျိုးပဲပေါ့နော်သို့ပေသည့်သူကဟိုကင်းစားပါညာတော့မဟုတ်ပင်မဲ့ဟိုအနည်းတိုင်းတော့အစားအသောက်နဲ့ပတ်သက်ပြီးတော့ဆင်ကျင်သွားမယ်လူတော့ဖြစ်သွားပြီပေါ့ အဲ့လိုမျိုးအဲ့တော့ဟိုရေရှည်တော့ green fight ပေါ်ရမယ်ပေါ့ဆိုရင်ຢာတော့မရှိဘူးအဲ့လိုဟုတ်အမှန်တော့လေ तू ကဟိုဟိုရည်သားဘဝကလေးကခဏခဏအဲ့လိုမျိုးအောင်းနေအောင်းအောင်းတတ်တယ်ပေါ့နော်အောင်းလိုက်အဲ့လိုမျိုးပြလိုက်အဲ့လိုတပတ်လောက်ဟိုအပျော်လေးတွေစားလိုက်ပြန်ကောင်းသွားလိုက်ဆိုတော့အဲ့လိုမျိုးငကိုလေးကတော့သူ့အစာရင်ကဟို healthy စားမှတ်တော့မဟုတ်ဘူးပေါ့အဲ့လိုစင်ကျင်သွားဖို့ပဲပေါ့အဓိကကတော့လေသိရမလားအဲ့လိုမျိုးအများကြီးတော့စားလို့မရတော့ဘူးအစာရင်ကတော့ထုံးစံတိုင်းပါပဲအများကြီးစားလို့မရတော့တယ်လို့ နည်းနည်းလေးလဲစားလို့မရတော့ဘူးအဲ့တော့သူကအဲ့ဒီဟာကိုပဲဂျားထဲမှာအလေဖြစ်အောင်မချိန်နေရတော့မှသဘောပဲစီချိုသွေးချိုအတက်အကျဟိုသွေးတို့အတက်အကျလို့သဘောမျိုးပဲပေါ့နော်အလေဖြစ်အောင်ချိန်ရမယ်သဘောမျိုးဖြစ်သွားတယ်အဲ့တော့အတက်နိုင်ဆုံးကတော့ဘာမှမဖြစ်ချင်ရင်နှစ်နာရီတစ်ခါစားလို့တော့ပြောတာပဲဆရာဝန်ကခဏခဏနည်းနည်းနည်းခဏခဏစားပဲအဲ့တော့သူပြောပါပဲငါ့လိုစားပါလို့ငါ့လိုမစားကြတာဘူးအဲ့ဘောဒါရဲ့ ဆိုတော့လေအဲအဲ့လိုမျိုးဓာတ်ရက်လည်းဖြစ်ကောင်းဖြစ်မယ်ပြီးတော့သူအလုပ်တွေများလို့လည်းပါကောင်းပါမှာပေါ့ဒါကလေးအဲ့လိုစက်ရုံတွေမှာအဲ့လိုအထည်တွေသွားတောက်တယ်ပါများဆိုရင်ကြတော့လည်းပဲဟိုတဏိကုံလို့ဖြစ်တာပေါ့အဲ့လိုအဲ့တော့အဲ့ပတ်ဝန်းကျင်မှာသူဘလို့စားဘလို့စားခဲ့လဲလည်းမသိဘူးပေါ့အဲ့လိုဟုတ်တယ်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 အဲ့တော့ကြောင်မလို့ဓာတ်ရက်လုပ်သူများအနေနဲ့အစာအိမ်လေးတွေကိုချစ်ကြပါပေါ့ အဲ့ဒါရှိရင်ကျွန်တော်ကတော့ကျွန်တော်ကနည်းနည်းလေးအောင်နည်းနည်းလေးဗိုက်စာနဲ့စားတာပဲဆိုတော့အစာရကနားချိန်တော့မရှိဘူးပြန်တယ်။ဟိုဂိူးဆိုင်ဂိူးဆိုင်ပါလေဂိူးဆိုင်တာဆိုတာလည်းပဲပြီးတော့ဟိုသူ့သူ့ဝင်တိုင်းညမလေးတွေကလည်းပဲသူ့ဖိနာမှာအများတန်းဟိုထိတ်ခဲလောက်တယ်လို့အဲ့အဲ့ကောင်မအဲ့ကောင်မလေးတွေကိုလည်းကျွန်တော်အဲ့လိုမျိုးတစ်ခါလေးကိုအပြင်သွားတဲ့ခါကြီးမှာဆိုသူတို့မှားခဲ့ရတာပါရှိတာပေါ့နော်အဲ့လိုမျိုးကိုအားပြီဆိုရင်တော့သူ့နားမှာပဲပေါ့အဲ့အဲ့လိုပါဟုတ် သမီးလေးကတတိတော်မထားလိုက်မိဘူးလားမသိဘူးအဲ့တော့အဲ့တော့ဟိုဆေးတော့ကဆင်းလာတော့ခါကြတော့မှမင်းမင်းလေးမကောင်းတာလို့ဆိုအိုးတဲ့ဖေဖေရိုက်တာဟုတ်တဲ့ဩဘယ်နာဖေဖေရိုက်တာဟုတ်ဆိုဖေဖေဖေကလက်ပြားနဲ့တော့မတူတဲ့ကိစ္စဘယ်နာဖေဖေရိုက်တာကြီးကဥစဉ်ညုံးနေသူဟုတ်အာတော့တခုခုဆိုရင်အမေပါဖေဖေအဖေလောက်တာပဲ